ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Arsenal သင်းကတော့ဒါကျွန်တော်တို့ဒီမနေ့ကဒီနှစ်လေပိုင်းပေါ့လေကျွန်တော် UK မှာဆိုရင်နှစ်လေပိုင်းလောက်မှာ William Saliba ရဲ့ contract ကိစ္စကိုတရားဝင်သဘောတူညီမှုရရှိသွားတယ်ဆိုတော့ Saliba က Arsenal သင်းကို Unai Emery လက်ထံမှာဝယ်ယူခဲ့တာဖြစ်တယ်အဲအဲ့တုန်းက Saeed Adeyemi အသင်းကနေ28သန်းပေးပြီးခေါ်ယူခဲ့တယ် အဲ့နောက်ဆက်တွဲမှာသူကလပ်အသင်းကနေနှစ်နှစ်ကျော်သုံးနှစ်ထိအငှားထွက်ကစားခဲ့ရပြီးတော့ဒါအာစနယ်အသင်းရဲ့နီးပြမီခဲအာတီတာရဲ့2022-23ရာသီမှာသူပြန်ရောက်ခဲ့တယ်။ဆိုတော့မမေရရပဲမာဆေးအသင်းကိုနောက်ဆုံးသူအငှားကစားတဲ့အချိန်မှာပြင်သစ်လီဝမ်ရဲ့တနစ်တာအကောင်းဆုံးနောက်ခံကစားမှတင်းမတ်သီးစင်းထဲမှာသူပါတယ်။ဆိုတော့အခုအာစနယ်ကိုရောက်လာပြီးတဲ့အချိန်မှာလေ2022-23 24 24 25 နောက်ဆုံး၄အသည်စတိုက်ဒါလိပြိုင်ပွဲရဲ့အထင်မှတ်သစီးစင်းထဲမှာသူပါဝင်ခဲ့တဲ့အထိသူ့ရဲ့ခြေစွမ်းကတော်တော်လေးတည်ငြိမ်ခဲ့တယ်ဆိုတော့ contract က2029ခုထိရှိတယ် Real Madrid အသင်းရဲ့ threat ကအမြင့်ရှိတယ် Madrid ဆိုတဲ့အသင်းကအသင်းသားရဲ့အိမ်မက်အသင်းဖြစ်တယ် La Liga မှာ Real Madrid တို့ Barcelona အသင်းတို့ပါဝင်ပတ်သက်လာပြီဆိုရင်တောင်းတောင်းကစားမောက်တွေညှင်းဆန်ရခက်ခဲတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ Real Madrid ကလည်းလက်ရှိမှာ recently မှာထိတ်တန်းကစားမောက်တွေကိုခေါ်ယူထားတဲ့အတွက်ကြောင့် ီလီယံ3ပါးကိုသူတို့က2026မှာဂျူပါလင်ဂန်လိုမျိုးနောက်ထပ် signing တခုအနေနဲ့ခေါ်ယူဖို့တာဂက်လည်းထားတယ်။အီဘရာဟီမာခနာတီတို့မာကေဟီတို့နောက်တစ်ဖက်ကဘိုင်မြူနီရဲ့ဒီယိုဥပမခန်းတို့ကိုသူတို့ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အချိန်အောင်ဆလီပါကိုသူတို့အရန်သဘောကျတယ်။ဆိုအာစနယ်အသင်းရဲ့အာဂလာဒရိုက်တာအန်ဒရီယာဘာတာကဝီလျံဆလီပါနဲ့ဘူကာယိုဆာကာအပါဝင် အသင်းရဲ့အရေးပါတဲ့ကစားသမားတွေကို သက်တမ်းထပ်တိုးဖို့တောက်လျှောက်ကြိုးပမ်းလျက်ရှိတယ်ဆိုတော့အာဆင်နယ်အသင်းရဲ့ပုံမှန်အဖြစ်ကကျွန်တော်ငယ်တုန်းကတောက်လျှောက်ကြည့်ခဲ့တဲ့အထဲမှာဆိုရင်အာဆင်နယ်အသင်းကဒရာမာဆိုင်နင်းမလုပ်နိုင်ဘူးဖိုင်နယ်ဒီရောက်လာပြီဆိုရင် အလွတ်နဲ့ဆုံးရှုံးတာတို့ဒါမဖြစ်မနေရောင်းထုတ်လိုက်ရတဲ့ပုံစံမျိုးတွေကိုတောက်လျှောက်တွေးရပေမဲ့ဒါအခုအာဂဇာဒရိုက်တာအသစ်လက်ထက်ပေါ့လေအခု George Kunki က club ကိုပို့ပြီးတော့တာဝန်ယူလာတဲ့ Stanku ဒါစတန်ကွန်ကီရဲ့ဒါကွန်ကီအန်တာတိန်းမန့်ကနေဒါသူတို့ဘုတ်ဖွဲ့မန်ပါဝင်အစ်စ်တွေအများကြီးရောက်လာတဲ့ချိန်မှာအသင်းရဲ့မန်နေဂျမန့်တော်တော်လေးပြောင်းလဲလာတဲ့ဆိုတော့အသင်းရဲ့အားကစားဒရိုက်တာအတွက်လိုအပ်တာတွေအားလုံးကိုကလပ်ဘက်ကဖြည့်ဆည်းပေးတဲ့ချိန်မှာကစားမတွေကိုတက်တန်းထတ်တိုးဖို့ရမှာလဲအဆင်ပြေလာတယ်ဆိုတော့ကျွန်တော်တို့ဂါပရီယယ်ကိုတက်တန်းတိုးပြီးပြီးမာတင်အိုဒီကာကိုတက်တန်းတိုးပြီးပြီးအီတန်ဝန်နေရီကိုတက်တန်းထတ်တိုးပြီးတဲ့အချိန်မှာဒါကျွန်တော်တို့နောက်ထပ်ကစားမအနေနဲ့ဆလီပါတို့တောက်တစ်ဖက်က ဘူခါယိုဆာကာတို့ကိုတက်တန်းတိုးဖို့လုပ်တဲ့ခါမှာအခုနောက်ဆုံးမှာဝီလျံဆလီပါတက်တန်းတိုးဖို့ခေါင်းငိမ့်လိုက်တယ်ဆိုပြီးခဲ့တဲ့ကျွန်တော်မှတ်မှတ်ရ pre-season စီကူမှာသွားကန်ကလေးကကျွန်တော်မှတ်မှတ်ရအဲတုန်းက Arsenal AFT ကမေးတာပေါ့လေဆလီပါမင်းတက်တန်းတိုးမလားဆိုတော့ငါတိုးမယ်ဆိုပြီးသူခေါင်းငိမ့်ခဲ့တယ်နောက်ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကလည်းဝီလျံဆလီပါက contract ကိစ္စကိုအမြန်ဆုံးဖျက်ဖို့ Arsenal တောင်းရှိသူတွေကိုတောင်းဆိုတယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အချိန်အခုနောက်ဆုံးတော့ David Ornstein နဲ့ Fabrizio ရဲ့ report ရဆိုရင် ဝီလျံဆလီပါက2029ကနေ2030ခုနှစ်ထိရှိမယ်နောက်ထပ် brand new 9နှစ် contract ဖြစ်မယ်ဆိုတော့25ကနေ2030ထိရှိမယ် brand new contract ဖြစ်မယ်ဒီ contract တဲ့မှာသူရဲ့လောက်ခလာစားကတပတ်ကို3သိန်းနီးပါးရမယ်ဆိုတော့အခုဝီလျံဆလီပါရရှိနေတဲ့လောက်ခလာစားပေါ့လေအာစနယ်တဲ့မှာသူရဲ့ basic salary ကတပတ်ကို3သိန်း9000ဖြစ်တယ်ဒီကြားထဲမှာတကယ်လို့ကလပ်ရဲ့ဗာ ပွဲထွက်ခွင့်အခြေအနေသူတက်မှတ်ထားတဲ့အခြေအနေကိုမတ်ဖြစ်မယ်ဆိုရင်သူကနောက်ထပ်အပူ၄၀၀၀အထိရနိုင်မယ်အခွင့်အရေးဆို၂သိန်း၃၀၀၀အထိရနိုင်မယ်ဒါပေမဲ့ပုံမှန် basic salary အပတ်ချင်းအပတ်ချင်းရတာကတပတ်ကို၃သိန်း၉၀၀ရှိတယ်အဲ့၃သိန်း၉၀၀ကနေအခုကလပ်ကသူ့ကို၃သိန်းလောက်အထိရှိတယ်လာစာမျိုးနဲ့တက်တန်းထပ်တိုးနိုင်မှာဖြစ်ပြီးတော့၅နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဆိုတော့ ဝီလျံဆလီဘာရဲ့ကိစ္စပြီးဖို့တေချာပြီဆိုတော့မကြာမီမှာအာဆင်ကတရားဝင် confirm ဖြစ်ပြီးကြေညာရင် sign in လုပ်မယ်ဆိုတော့အဲ့ကိစ္စကပြီးသွားပြီဆိုတော့ဘူကာယိုဆာကာကိုအာဆင်ကဆက်ပြီးဆွေးနွေးထားတယ်ဘူကာယိုဆာကာကကျွန်တော်တို့ HN က academy graduate ဖြစ်တဲ့အတွက်သူ့ကိုအာဆင်ကစီးအောင်ဖို့တိတ်မခတ်ဘူးသူကိုယ်တိုင်ကလည်းအာဆင်မှာဆက်နေခြင်းနဲ့အာဆင်အသင်းနဲ့လည်းသဘောကျတယ်အထူးသဖြင့်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်ဒီအသင်းတစ်သင်းက Real Madrid လို့အသင်းတစ်သင်းမျိုးစိတ်ဝင်စားလာရင် တောင်တောင်လက်ဆောင်ဖို့ဆိုတာရှားတယ်အသင်းရဲ့ opportunity အဲ့ opportunity ကိုအသုံးချတဲ့သူတွေများပေမဲ့ William Saliba တို့က Mikel Arteta နဲ့ Arsenal project ကိုယုံကြည်သလို Bukayo Saka ကလည်းယုံကြည်တယ်ဒီအတွက်ကြောင့် ဒီလိုပဲ14ပါလိုပဲသူလည်းမကြမီမှာတက်တန်းတိုးမယ်သူလည်းလာစားတပတ်ကို3သိန်းလောက်ထိရမယ်တခုပဲ Gabriel Martinelli က2029ဒီစာကာလိုပဲရှိတယ်စာကာကတော့တပတ်ကို3သိန်း9000ပဲရတယ်သူရဲ့စာချုပ်သိရဆိုရင်အနည်းဆုံးသူလည်း3သိန်းပတ်ဝန်းကျင်ဖြစ်မယ်သူလည်း2030ခုနှစ်တိရှိမယ်ဆို Martinelli ကိုသူတို့တက်တန်းတိုးနိုင်ဖို့စဉ်းစားစဉ်းစားလိမ့်မယ်2029ဒီရှိမယ်အခု club ကအခုလောလောဆယ်မှာ 2029ခုမှာပဲတတန်းကုန်မဲ့ Gabriel Jesus ကိုထုတ်ဖို့လုပ်တယ်ဒီထဲမှာ Aston Villa တို့ Everton တို့ Premier League Club 3-4သင်း Brazil Club အသင်းတွေလည်းရှိတယ်ဆိုတော့ Jesus ကတော့ကျွန်တော်ထင်တော့ထွက်ဖို့အများဖို့ရှိပြီးတော့ Club ဘက်ကအခြားအရေးပါတဲ့ဘယ်ကစားသမားမှုဆိုစာချုပ်တက်တန်းနောက်ဆုံး2နှစ်ထိမရောက်ခင်မှာအမြန်ဆုံးတက်တန်းတိုးမယ်စလမ်းကြောင်းအနေနဲ့ဒူအာစနယ်ရဲ့ policy ပြောင်းဆဲပြီးတော့ ဝီလျံဆလီပါကအာဆနယ်မှာဆက်နေမှာဖြစ်ပြီးပခါယူဆာကလည်းမကြမီတက်တန်းထပ်တိုးနိုင်တော့မှာပါအားလုံးကျေးဇူးတင်ပါတယ်